မင်္ဂလာပါဒီနေ့ကဖုန်းတွေကွန်ပျူတာတွေထဲမှာဆိုရင်လေတင်းငယ်လုံးလို့မျက်စိနဲ့တောင်မှမြင်နိုင်တဲ့အစိတ်ပိုင်းလေးတွေအဲ့ဒါ transistor တွေတန်ပေါင်း billion နဲ့ချီပြီးပါနေတယ်ဆိုတာစဉ်းစားကြည့်ရင်အံ့ဩစရာပဲနော်ဟုတ်တယ်နော်တကယ်ကိုမယုံနိုင်စရာပဲအဲ့ဒီအထက်ကမှအလွန်ရစ်ပါတဲ့အမျိုးအစားတစ်ခုဖြစ်တဲ့ MOSFET အကြောင်းကိုဒီနေ့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြည့်ကြမယ်ဟုတ်ကဲ့ MOSFET ဆိုတာကတော့ metal oxide semiconductor field effect transistor ဘောအမ်နာမည်ရှိပဲဟုတ်ပါနာမည်ကရှိပဲမြေ တူရအလောလောပုံကခစ်မီအီလက်ထရောနစ်ပစ္စည်းတွေအတွက်တကယ်ခြေခံအုံမြစ်ပဲနော်တကယ်ဟုတ်ပါတယ်ဒီလေတာမှုရဲ့ရည်ရွယ်ချက်ကတော့ဒီ IOC ရကောင်းတဲ့တေးငယ်တဲ့အစိပ်ပိုင်းတွေဘလို့အလုတ်လုတ်တယ်လဲပြီးတော့ကျွန်တော်ရဲ့ digital ကဘာကြီးကိုဘလို့အားဖြည့်ပေးနေတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲကောင်းပါပြီဒါဆိုရင်အခြေခံကြတဲ့အချက်လေးတွေပြန်ပြန်ဆလိုက်ကြအောင်လေလက်စစ်နဲ့ပတ်သက်ရင်အများအားနှစ်ခုရှိရယ်လက်စီ current နဲ့ electron system ဟုတ်။တမယုတ်ကြသမတ်ချက်အရတော့လက်စီးကအပေါင်းငုတ်ကနေအနှုတ်ငုတ်ကိုစီးတယ်လို့ပြောကြတယ်။ဒါပေမဲ့တကက်အမုံလေးတဲ့ electron တွေကတော့အနှုတ်ငုတ်ကနေအပေါင်းငုတ်ကိုညွှဲ့ကြတာ။ဟုတ်တယ်။ဒါကအမြဲတမ်းနည်းနည်းလေးရှုပ်စေတဲ့အချက်ပဲ။ electronics မှာတော့ဒီနှစ်ခုလုံးမှတ်ထားဖို့လိုတယ်နော်။ဆိုတော့ mosfet တွေကိုရောဘယ်လိုပစ္စည်းမျိုးနဲ့လောက်တာလဲ။ အများအဖြစ်ကတော့ silicon လိုမျိုးတပိုင်းလက်ကူးပစ္စည်း semiconductor တွေနဲ့လုပ်တာပါသူတို့ရဲ့အဓိကထူးခြားချက်ကလက်ကူးပစ္စည်း conductor လို့လက်စစ်ကိုကောင်းကောင်းကြီးမစည်းဘူးဟင်းဒီကပစ္စည်းလိုလဲလုံးဝပိတ်မထားဘူးအဲကြားအဆင့်မှာရှိနေတာအဲ့ဒီကြားအဆင့်မှာရှိနေတဲ့တဘာဝကိုမှလိုထလိုလက်ကူးနေစွန့်ပြောင်းလေအောင်ထလိုရတာပေါ့ဟုတ်လားတိတိကျကျပဲ အဲ့ဒါကိုဒိုပိန်းလို့ခေါ်တာပေါ့ရေပီညွှတ်ဆက်တယ်ဆိုတဲ့သဘောမျိုးဆီလီကွန်လိုတန်ဆင်တဲ့ပစ္စည်းတွေကိုတမင်တကာအခြားတွဲစင်နည်းနည်းလေးရောထည့်ပြီးသူ့ရဲ့လက်စစ်ဂုံးသတ်တီကိုပြောင်းလိုက်တာအလိကကတော့အမျိုးအစားနှုတ်ခွန်းရှိတယ်လေဟုတ်ကဲ့ and tyne ne b tyne no ဟုတ်ပါရဲ့အပြင်ဆုံး electron ပတ်လမ်းမှာ electron ၅လုံးပါတဲ့အတွက်ဆင့် pentavalent လို့ခေါ်တာအဲ့ဒါကိုရောဆက်လိုက်ရင် silicon နဲ့ပေါင်းတဲ့အခါ electron တလုံးပို့လိုက်လာရောအဲ့ဒီပို့နေတဲ့ electron ကလွတ်လွတ်လပ်လပ်ရွေးရနိုင်တော့ anti semiconductor ဖြစ်သွားတယ် electron တွေကအဓိကလက်ဟော charge တဲ့ဆောင်တူပေါ့အကယ်၍အပြင်ဆုံးမှာ electron ၃လုံးပဲပါတဲ့အတွက်ဆင့် trivalent ကိုရောလိုက်ရင်ရောဗျာအဲ့ဒီအခါကျတော့ silicon နဲ့ပေါင်းရင် electron တစ်လုံးလိုသွားတော့ electron ရှိရမယ့်နေရာမှာလွတ်လပ်နေတဲ့အပေါင်းလေးတွေ hole တွေဖြစ်လာတယ်ဒီ hole တွေကအပေါင်းလေးဆက်လို့ပြုမှုပြီးရွေးလျားနိုင်တယ်လေဒါကိုကြတော့ p type semiconductor လို့ခေါ်တယ်ဒီမှာတော့ hole တွေကအဓိကလျှက်ဆက်တဲ့ဆောင်တူပေါ့အဲ့ဒီ n type နဲ့ p type ကိုထိဆက်လိုက်တဲ့အခါမှာအရန်အရန်အရေးကြီးတဲ့အရာတစ်ခုဖြစ်လာတယ် ဟုတ်လားဖီလန်ဆောင်ဖီချန်ရှင်လားခင်ဗျာဟုတ်ပါတယ်အတိအကျတယ် n type ဘက်ကပုံနေတဲ့ electron တွေက p type ဘက်က hole တွေစီကိုတည်နှံ့ဝင်ရောက်ပြီးပေါင်းဆက်ထွားကြတော့ဒီလိုပေါင်းဆက်မှုကြောင့်လန်ဆောင်ရဲ့ hobe d ဘက်မှာလွတ်လပ်စွာရွေ့လျားနိုင်တဲ့လျှက်ဆက်တွေကင်းမဲ့သွားတဲ့အလွာပါလိတစ်ခုအဲ့ဒါကို depletion region လို့ခေါ်တယ်အဲ့ဒါဖြစ်လာတယ်ဩလျှက်စီးကင်းမဲ့ zone ပေါ့ဟုတ်တယ်ဒီအလွာကလျှက်စီးဆက်ပြီးတော့စီးဆင်းဖို့ကိုအတားစီးတစ်ခုလိုဖြစ်နေတော့ဒါက ဲ့ဒီအတားစီးကိုမှဘွားပေးပြီးတော့ထိန်းချုပ်လို့ရတယ်ဆိုတဲ့သဘောလား bias ပေးတယ်ဆိုတာလေဒါကရန်ရေးကြီးတဲ့ချက်ပဲ forward bias ဆိုတာက p type ကိုအပေါင်း n type ကိုအနုပ်ဘွားပေးတာအဲ့လိုပေးလိုက်ရင် depletion region ကချင်းသွားတယ်ကျွန့်သွားတယ်ရက်စီးကလွယ်လွယ်ကူကူဖြစ်တန်းစီးဆင်းနိုင်သွားရောဟုတ်ကဲ့ပြောင်းပြန်အနေနဲ့ reverse bias ဆိုတာက p ကိုအနုပ် n ကိုအပေါင်းဘွားပြောင်းပြန်ပေးလိုက်တာ လို့ဆိုရင် depletion region ကပိုပြီးတော့ကျလာပြီးတော့ရှက်စီးကမစီးနိုင်သလောက်ဖြစ်သွားတယ်။ဒီလိုရှက်စီးကိုထင်းချုံနိုင်တဲ့အခြေခံသဘောတရားကပဲနောက်ပိုင်း mosfet လို့ရှုပ်ထွေးတဲ့ကိရိယာတွေရဲ့အလောက်လုံပုံကိုနားလည်ဖို့တုတ်ချက်ပဲလေ။ဟုတ်ပါပြီ။အခြေခံသဘောတရားတွေကစိတ်ဝင်စားစရာပဲ။ဒါဆိုရင်ဒီ PN junction ကြီးဒိုပင်တွေက mosfet ရဲ့တကယ်တီးဆုပ်ပုံထဲမှာဘလို့ပါဝင်လာတယ်လဲဆိုတာ စက်ကြည့်အောင်ကောင်းပါပြီအခု MOSFET ရဲ့တိဆောက်ပုံကိုကြည့်ကြမယ် MOSFET မှာအဓိကအမျိုးအစားနှစ်ခုရှိတယ်လို့ပြောခဲ့တယ်နော် enhancement type နဲ့ depletion type ဟုတ်ကဲ့ဒီနေ့အဓိကပြောမယ့် n channel enhancement type ကိုပဲအရင်ကြည့်အောင်အောက်ခံအပြားရောင်အပိုင်းကြီးက p type semiconductor နဲ့လုပ်ထားတဲ့ကိုယ်ထည် substrate ဒါမှမဟုတ် body ပေါ့ဟုတ်တို့ဘညာမှာအဝါရောင် n type semiconductor အပိုင်းနှစ်ခုရှိတယ်အဲ့ဒါတွေက source နဲ့ drain လို့ခေါ်တဲ့ငုတ်ကင်နဲ့ဆက်ထားတယ် အပေါ်က gate ဆိုတဲ့ငော့ကတော့ဗျာသူကအောက်က substrate နဲ့တိုက်ရိုက်ထိနေတာမဟုတ်ဘူးနော်ကြားထဲမှာတခုခုခံနေတယ်လို့ပဲအဲ့ဒါက mosfet ရဲ့အဓိကလျှို့ဝှက်ချက်တစ်ခုပဲအဲ့ဒီ gate ငုံနဲ့အောက်က p type substrate ကြားမှာအလွန်ပါလွားတဲ့လက်က pc insulator အလွာလေးရှိတယ်အများကြီးကတော့ silicon dioxide ပေါ့ဒါကြောင့်သူ့နာမည်မှာ metal oxide semiconductor ဆိုပြီးပါနေတာအော် oxide ကြောင့်ကို ဟုတ်တယ်ဒီ insulator ကြောင့် gate နဲ့ body ကြားမှာလက်စီးတက်ရိုက်စီးဆင်းလို့မရဘူး။ဒါဆို gate မှာပွားပေးလိုက်ရင်ဘာထူးမှာလဲလက်စီးမှာမစီးနိုင်တာ။အေးလက်စီးမစီးနိုင်ပေမဲ့ yes is sequent electric field ကတော့ဒီ insulator ကိုဖြတ်ပြီးအောက်က substrate ထဲကရဟော်ဒီအပေါ်ကိုတက်ရောက်မှုပေးနိုင်တယ်လေ။ဒါကြောင့်သူ့နာမည်မှာ fuel effect transistor ဆိုပြီးတော့ပါနေတာ။ဩ fuel effect ဆိုတာအားလားကိုဟုတ်ပြီဟုတ်ပြီ ဂိမ်းမှာပွားပေးလိုက်ရင်အောက်က substrate ထဲကလက်ဟော်တယ်ပေါ့တယောက်မှုရှိတယ်ဒါကသူ့ရဲ့အလုံးလုံးပုံအတွက်အဓိကပဲစုစုပုံကြည့်လိုက်ရင်ငုံလေးခု source နဲ့ drain gate substrate ရှိတာပေါ့ဒါပေမဲ့အပြင်မှာ၃ခုပဲတွေ့ရတာများတယ်နော်ဘာလို့လဲဗျာဟုတ်ပါတယ်လက်တွေ့မှာကလေ source ငုံနဲ့ substrate ငုတ်ကို အတွင်းပိုင်းနဲ့ထိတ်ဆက်ထားလိရှိတယ်ဘာကြောင့်လဲဆိုတော့ MOSFET ကများသောအားဖြင့် symmetric ကိုရှိတယ်ဆိုလိုတာက source နဲ့ drain ကိုအပြန်အလှန်လဲသုံးလို့ရတယ် ဒီလိုဆက်ထောက်လိုက်ခြင်းအားဖြင့် substrate နဲ့ source ကြားမှာဝူအခြားနာမှုမရှိတော့ဘူးလေအဲ့ဒီတော့မလိုလားအပ်တဲ့လက်စီစီစဲမှုတွေကိုတာစီပီတာဖြစ်သွားတယ်။ဒါကြောင့်အပြင်မှာငုတ်သုံးခုပဲမြင်ရတော့တာ။ Okay ။ဒီဆော့ဘုံကိုတဘောပေါက်ပါပြီ။ဒါဆိုရင်သူ့ဘလို့အလွတ်လွတ်တယ်လဲဆိုတာကိုကြည့်အောင်။အမ်ပထမဆုံးဘာမှမလုပ်သေးတဲ့အခြေအနေ cut off region ဆိုတာကိုအရင်ပြောရမှာလား။ကျွန်တော်ရဲ့ယူရချက်က drain ကနေ source ကိုတမယိုးကျလက်စီစီစဲခြင်းတာနော်။ မှတ်ပါတယ်အဲ့ဒီလိုစီးစီချင်းလို့ပထမဆုံး drain နဲ့ sauce ကြားမှာ vo အားတစ်ခုပေးကြည့်မယ် drain ကိုအပေါင်း sauce ကိုအနုတ်ဆက်လိုက်မယ်ဒီ vo အားကို vds drain sauce vo dish လို့ခေါ်ကြဆိုအဲ့ဒီလို vds ပေးလိုက်တဲ့အခါ drain က n type အောက်က substrate က p type ဆိုတော့သူတို့ကြားက pn lens က reverse bias ဖြစ်သွားမယ်ဟုတ်ဆိုလိုတာကသူတို့ကြားက depletion region ကပိုကျလာမယ် ဟုတ်တယ် source packer and type နဲ့ p type substrate ကြားမှာလည်းအလားတူပဲအဲ့ဒါဘာဖြစ်လဲဆိုတော့ source နဲ့ drain ကြားမှာလက်စီစီးစင်းဖို့လမ်းကြောင်း channel ဆိုတာမရှိသေးဘူးဟွန်းဘလောက်ပဲ VDS ပဲပဲလက်စီကစီးလို့မရဘူး MOSFET က clock ပိတ်ထားဘလို့ပဲဒီအခြေအနေကို cut off region လို့ခေါ်တယ်ဒါဆို clock ကို on ဟိုလက်စီစီးဟိုလမ်းကြောင်းဖန်တီးရတော့မယ် အဲ့ဒါကို gate ကလွတ်ပေးမှာပေါ့နော်တီးကြပါရဲအခု gate နဲ့ source ကြမှာ voar တခုထပ်ပေးရမယ် gate ကိုအပေါင်း source substrate နဲ့ဆက်ထားရဲဆိုတော့ source your substrate your anode ပေါ့ကို anode ဆက်လိုက်မယ်ဒီ voar ကို vgs gate source voltage လို့ခေါ်တယ်ကောင်းပြီ gate မှာအပေါင်း voar vgs ပေးလိုက်ပြီအဲ့တော့ insulator အောက်က p type substrate ထဲမှာဘာတွေဖြစ်လာမလဲခင်ဗျာ gate မှာအပေါင်း voar ရှိလာတာ ਨੇ သူ့ရဲ့ list set queen က insulator ကိုဖြတ်ပြီးအောက်ကဖိတိုက် substrate တွေကိုတက်ရောက်တယ်လေဖိတိုက်မှာအဓိကက hole တွေဆိုပေမဲ့အနှဲငယ်သော electron minority carrier တွေလည်းရှိနေသေးတယ်ဂိတ်ရဲ့အပေါင်းဆက် queen ကဒီ anode တက်ဆောင် electron တွေကိုဂိတ်ဘက်ကိုဆွဲခေါ်လိုက်တယ်ဒါပေမဲ့ hole တွေ insulator ကြောင့် electron တွေက gate ထဲကိုဝင်မသွားနိုင်ဘူးဟုတ်လား ဟုတ်ပါတယ်ဝင်မသွားနိုင်ဘူးဒါပေမဲ့ကိနာက substrate မြင့်နေပြီမှလာစုနေကြတယ်ဒါက capacitor တစ်ခု လျှော့ဟော်တိုလုံးတို့မျိုးပဲအဲ VGS ကိုတဖြည်းဖြည်းတိုးပေးသွားရင်ကိနာကိုဆွဲခေါ်ခံရတဲ့ electron တွေပို့ပို့များလာမယ်อืม ဒီ electron တွေကအဲ့ဒီနေရာက hole ကိုအရင်ဝင်ဖြည့်လိုက်တယ်။ပြီးတော့ပိုလျင်လာမယ့်အခါကျတော့ gate နားက p type အလွာဘားလင်းဟာ hole ကြီးမဲ့သွားပြီး electron တွေပဲစူးဝေးနေတဲ့ n type အလွာလေးတစ်ခုအဖြစ်ပြောင်းလဲသွားတော့။အာဒါဆိုရင်မူလ source n type နဲ့ drain n type ကြားမှာအခုမှဖြစ်ပေါ်လာတဲ့အဲ့ဒီ n type လင်းကြောင်းလေးကဆက်သွဲပေးလိုက်တာပေါ့။ ဒါကို channel လို့ခေါ်တာလားဟုတ်ပါတယ်ဒါနဲ့တကယ်ကိုစစ်ဝင်သွားစရာအကောင်းဆုံးအပိုင်းပဲ git မှာဘူတာလီပေးလိုက်ရုံနဲ့ source နဲ့ drainer မှာလက်စီးစီးဖို့ electron pipeline တစ်ခုကိုလက်စစ်ဆက်ကွင်းနဲ့ဖန်တီးပေးလိုက်တာဆိုတော့လီဒီ channel ရဲ့အချူဒါမှမဟုတ်လျက်ကူးနိုင်စွမ်းကို VGS နဲ့တိုက်ရိုက်ထိန်းထုတ်လို့ရတယ် VGS များလေ channel ပို့ထူပြီးလက်စီးပို့စီးနိုင်လေပဲအော်အော်စရပဲဒီ channel စတင်ထပ်ပေါ်ဖို့လိုအပ်တဲ့အနေဆုံး gate ဘဝဝရောဘလို့ခေါ်လဲပြ အဲ့တော့ threshold voltage လို့ခေါ်တယ်အတိုးကောက် BD ပေါ့ VGS ကဒီ VD တန်ဖိုးထက်ကျော်လွန်သွားပြီဆိုရင်တော့ channel setting ဖြစ်ပေါ်လာပြီ MOSFET က on for အတင်းထသွားပြီကောင်းပြီ channel ဖြစ်သွားပြီ VDS လည်းပေးထားပြီဒါဒါဆိုလက်စီစီးနိုင်ပြီပေါ့တမားရောကြလက်စီက drain ကနေ source ကိုစီးမယ် electron တွေကတော့ပြောင်းပြန် source ကနေ drain ကိုစီးမယ် source က electron တွေပေးသွင်းတဲ့အရင်းရဲ့ drain က electron တွေစုဆောင်း ဒါမှဟိုထုတ်ယူတဲ့နေရာမို့လို့ဒီနာမည်တွေပေးထားတာဆိုလားပဲဟုတ်ပါတယ်အဲ့လိုနားလည်လို့ရပါတယ်အခုစီးနေတဲ့ drain current source ကိုစီးရတမားရောကြလက်စီကို drain current id လို့ခေါ်တယ်ဒါနဲ့ကျွန်တော်တို့ enhancement type အကြောင်းအဓိကပြောသွားတာ depletion type ကတော့ဘလို့ကွာခြားလဲပဲ depletion type ကဒီဆောက်ပုံကခြေကန်းကတော့စင်တူပါတယ်ဒါပေမဲ့အဓိကကွာခြားချက်တစ်ခုပဲရှိတယ် enhancement type မှာ channel က gate မှာ VGS VT tech များတဲ့ပေးမှဖြစ်ပေါ်လာတာလေ depletion time မှာတော့ channel ကဒိုပိန်လှုပ်ဆင်ကားတွေက source နဲ့ drain ကြမှာမူလအတိုင်းတိဆုပ်ပိတာဖြစ်နေတယ်။ဩဒါဆို game မှာဘာဘွားမှာမပေးရင်တောင် VGS equal 0တို့ကလက်စီစီးနိုင်တဲ့အခြေအနေ normally on မှာရှိနေမှာပေါ့ဟုတ်ပါတယ် enhancement တိုက်ကို normally off device လို့ပြောနိုင်ပြီးတော့ depletion တိုက်ကို normally on device လို့ပြောနိုင်တယ်လေသူတို့ရဲ့အသုံးဝင်ပုံကတော့ circuit design ပုံမူတည်ပြီးကွဲပြားသွားတာပေါ့ပါတယ် n channel နဲ့ p channel ကိုခွဲတာကတော့ subscribe ဆက်သွယ်မှုမပါတဲ့များရင်းနဲ့လားဟုတ်ပါတယ် n channel မှာဆိုရင်များကအတွင်းဘက်ကိုညွှန်ပြတယ်ဒါက electron တွေ channel ဖြစ်အောင်စုဝေးလာတာကိုကိုစားဖြူတယ်လွတ်မှတ်လို့ရတယ် ပြီးချိန်တော့မှာတော့မြားကအပြင်ဘက်ကိုညွန့်ပြပါတယ်ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေ MOSFET တွေဟာတင်းငယ်ပေမဲ့ဘလောက်အစွမ်းထက်တယ်လဲပြီးတော့ခင်မီ electronic PC တိုင်းရဲ့အထူးကအစိပ်ပိုင်းဘာကြောင့်ဖြစ်နေလဲဆိုတာကိုပေါ်ပြီးတော့မြင်သာစင်မယ်လို့ထင်ပါတယ်အထူးသဖြင့် gate voice နဲ့လက်စည်းအများကြီးကိုထင်းချုံနိုင်တဲ့စွမ်းရည်ကတကယ့်တော်လန်ရဲပဲဟုတ်ပါပြီဒီနေ့ဆွေးနွေးကြတာတွေကိုခြုံငုံပြီးစဉ်းစားကြည့်ရင် MOSFET ရဲ့အထူးကအားသားချက်က gate မှာရစီလုံးကနှီးပါမလို့ပဲ voice နဲ့ထင်းချုံနိုင်တာပဲဒီဝိရဒ္ဒလက္ခဏာက အရင်က transistor တွေနဲ့ရှင်ရင်စွမ်းအင်တုံးဆွေမှုဘယ်လောက်ထိတက်တာစီမလဲဒါလည်းရန်ကောင်းတဲ့မိကွန်းပဲအဲ့လိုဂလက်ရှိမရှိတလောက်နေပါမှုကြောင့်စွမ်းအင်အလွန်မင်းတက်တာတဲ့အချက်ကပဲဘီလီယံနှစ်ချီတဲ့ mosfet တွေကိုချစ်ပြတေးသေးလေးတစ်ခုပေါ်မှာထည့်သွင်းပြီးတော့အလွန်ရှုပ်ထွေးတဲ့ processor တွေ memory တွေတိစောက်နိုင်ဖို့လမ်းဖွင့်ပေးခဲ့တာလို့ဆိုနိုင်တယ်လीဟုတ်တယ်နော် ဆိုတော့လေဒီစွမ်းရင်တက်တာမူတာမရှိခင်ကျွန်တော်တို့ဒီနေ့သုံးနေတဲ့စွမ်းဆောင်ရင်မြင့်ကွန်ပျူတာတွေစမတ်ဖုန်းတွေဆိုတာတွေကတော့ဖြစ်ပေါ်လာနိုင်မှမလားဆိုတာကတော့စက်ပြီးစဉ်းစားကြည့်စရာအချက်ကောင်းတစ်ခုပါပဲ